အမတခုလုပ်တယ်ဆိုတာရည်စရာအနေနဲ့လဲသွားမလုပ်နိုင်နဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေကိုသွားပြီးတော့ရည်စရာလုပ်ပြီးလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာဆိုးကျိုးတွေရောက်လာတတ်တယ်တမောတိရဲ့အလုတ်အကျွေးထဲမှာခုံးစုတ်တရာခုံးစာဥတ္တရာသူ့နာမည်ကတော့ဥတ္တရာသို့တော့ခါလီကုန်းနေလို့သူ့ကိုခုံးစုတ်တရာလို့ခေါ်တယ်ခုံးစုတ်တရာဆိုတာအလွန်ပညာထက်တယ် ဒီကနေ့ခေတ်မှာပိဋကသုံးပုံထဲမှာဣတိဝုဒကဆိုတဲ့ကျမ်းရှိတယ်။အဲ့ဒီကျမ်းဟာခုဆုံးတရာကနတ်တော်ကနေပြီးတော့နေစဉ်ဖျားစီသွားပြီးတရားနာနာပြီးရင်တာမဝတီတို့ပြန်ဟောတဲ့တရားပဲ။အဲ့ဒီဣတိဝုဒကျမ်းလို့ခေါ်တယ်။အဲ့ဒီခုဆုံးတရာဟာဘာဖြစ်လို့ကြုံမဖြစ်ဘာဖြစ်လို့ခါကုံရတယ်လဲ။ကြည့်နော်။တန်တရား ခီးသွားနေတဲ့အချိန်မှာသူဘာအမှားလုပ်ခဲ့တယ်လဲလို့ဆိုလို့ရှိရင်သူတို့နန်းတော်မှာပြစ်စိကဗုဒ္ဓဒီလိုကြွကြွပြီးတော့လာတဲ့အထက်ကခုနကမီးလောင်တဲ့အုပ်စုတွေကနော်အဲပြစ်စိကဗုဒ္ဓတဆူကခါးလေးနဲ့နဲ့ကုန်းနေကုန်းနေတော့သူကရွှေခွက်လေးကိုပွေပွေပြီးတော့အယုံလေးအဝတ်ယုံလေးကိုအပေါ်ချုံလို့ဒုပိစိကဗုဒ္ဓကဟောလို့လေးကြွတာဆိုပြီးတော့ခါးလေးကုန်းပြီးတော့သူကသွားပြတယ် ဒီရည်စရာလောက်တာเนาะအဲ့ဒီရည်စရာလောက်ခဲ့တဲ့အမှားလောက်ရကြောင်းဖြစ်လျာဖြစ်လျာဘဝမှာကကုံးမှရည်ဖြစ်ဟောကြည့်ဒါဟုတ်တန်လျာထဲမှာသွားပြီးတော့မှားတာတွေမလုံးမိစေနဲ့တဲ့ဘာဖြစ်လို့ကြုံမှဖြစ်ရတာတော့လို့ဆိုတခုသောဘဝမှာသူကတတိသမီးဖြစ်တယ်တတိသမီးဖြစ်တော့အဲ့ဒီခေတ်ကဘုရားတဆူရဲ့လက်ထက်ဆိုတော့ ဘိက္ခုနီမတွေကရှိတယ်ရဟန္တာဘိက္ခုနီမတွေကသူ့အိမ်လာလာပြီးတော့အဲ့တထေးကတထေးမနဲ့ရင်းနှီးတော့ရင်းနှီးတဲ့ရဟန္တာဘိက္ခုနီမတွေကအိမ်ကိုအလဲအပတ်လာတဲ့အခါမှာခုခေတ်လေဆိုရင်သူကတဏ္ဍာလိမ့်နေတယ်ပေါ့နော်တဏ္ဍာလိမ့်နေတော့တခုလိုချင်တဲ့အနာနာမှာခိုင်းစရာလူမရှိတဲ့အခါကျတော့အဲ့ဒီဘိက္ခုနီမကိုသူခိုင်းမိတယ် အခုကလေးလူတွေပြောတဲ့အမလီမယုမသေးဒါလေးလုတ်ပေးစမ်းပါမယုမသေးလို့ဆိုရဲရိုသေးတာကိုမဟုတ်ဘူးသူလူတွေကထင်တယ်မယုမသေးလို့ပြောလိုက်လို့ရှင်အပြစ်မဖြစ်ဘူးလို့ထင်နေတယ်မဟုတ်ဘူးเนาะအဲ့တော့သူပြောတာကမယုမသေးလို့ပြောလိုက်တာမယုမသေးဒါလေးအအရှင်မရေဒီနားမှာဘယ်သူမှမရှိလို့ရေလေးတစ်ခွက်မယုမသေးယူပေးစမ်းပါလို့ခိုင်းအဲ့ဒီမှာ ယန္တာဘိက္ခုနီမကသိတယ်ငါယူမပေးရင်သူစိတ်ဆိုးလိုက်စိတ်ဆိုးရင်ငရဲကြအခုငါယူပေးလို့ရှိရင်သူဘာဖြစ်မလဲကျွန်ဖြစ်မယ်အေးကျွန်ဖြစ်တာငရဲနဲ့ဆိုင်တော့တက်တာသေးတယ်ဆိုတော့ဘိက္ခုနီမယူပေးလိုက်တယ်ယူမပေးရင်သူကစိတ်ဆိုးမှလေအိမ်တော်တော့အနာခံရမှခံဟုတ်ကဲ့လားအဲ့ဒါတတိထားဆရာလေးတွေအိမ်လာရင်ဆရာလေးဒါလေးလုတ်ပေးစမ်းမှလို့တော့မခိုင်းနိုင်နဲ့နော် မယုံမသေးဆိုပြီးခိုင်းတတ်တဲ့လူတွေကမယုံမသေးခိုင်းနေဆိုကြတဲ့ကယုံမမယုံသေးတာပဲဒါအေးကောင်းပြီအဲ့ဒါလူခိုင်းလိုက်တာကိုအကြောင်းပြုပြီးတော့တခါခိုင်းလိုက်မိတာနဲ့ပဲဖြစ်ရရဖြစ်ရရဘဝမှာကျွမပဲဖြစ်တယ်သူများအခိုင်အခံကျွမဖြစ်တယ်ဒါကြောင့်မို့တန်လျာခရီးသွားတဲ့အချိန်မှာအမမလုံမိစေနဲ့လို့ပြောတာ အဲ့ဒါတတိထားမြန်မာတွေကခိုင်းတတ်တယ်နော်ကရောပါရဲ့ဆိုပြီးတော့လဲခိုင်းတယ်ပဇက်ပဇက်ကဆိုတာအဟုတ်လဲကရောတာမဟုတ်နော်အေးမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူဦးကိုခိုင်းမိပြီဆိုလို့ရှိရင်ဒီလိုဒုက္ခရောက်တတ်တယ်ကြီးစရာအနေနဲ့တောင်မှတစ်ဖက်သားကိုညံ့အောင်မလုပ်ထိုက်ဘူးစုလပန္တကဆိုတာကြည့် ဉာဏ်အဖြစ်မဲ့ဘုရားဉာဏ်အဖြစ်မဲ့ပုဂ္ဂိုလ်ပဲဉာဏ်လိုက်ဉာဏ်ထိုင်မလဲဉာဏ်အမတန်မှထက်တာပေါ့ပရိသေရိစိတ်ကဉာဏ်နဲ့ရှင်ပြီးတော့ဉာဏတံပြုံးနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တူတယောက်ဟာတူဟာကာရာလီတပုဂ္ဂိုလ်လေးလကြက်တာမရဘူးတဲ့ရှင်ဆုလပံကာရာလီတပုဂ္ဂိုလ်လေးလကြက်တာမရတော့အကိုလုတ်တဲ့ယန္တာ မဟာပဏ္ဍကကမင်းသာသနာနဲ့မတန်ဘူးအိမ်ပြန်တော့ဆိုပြီးတော့နှင်ထုတ်ခံရအေးဘာဖြစ်လို့ခန္ဓာလေးတစ်ပုဒ်ကိုလေးလထီအောင်ချက်မရတော့ကျိုးစားရတဲ့အတန်းဘာဖြစ်လို့မရတာတော့ဆိုအတိတ်ဘဝတစ်ခုတော့ကဉာဏ်လေးတဲ့ကိုယ်တော်ကိုသူပြောင်းခဲ့တယ်လောင်ခဲ့တယ်တဲ့ဟောပြောင်းခဲ့တယ်လောင်ခဲ့တယ်ရည်စရာသွားလို့တယ်အဲ့လိုရည်စရာသွားလို့တော့ဟိုကိုယ်တော်ကရှက်တယ် ချက်သည့်အတွက်ကြောင့်စာမသင်ရတော့ဘူးအဲ့ဒါကြောင့်မလို့ဒီဘဝမှာသူညံလေးတာဟာတဲ့ဒါကြောင့်မလို့တန်တရာခီးသွားအမှားဆိုတာမလုပ်သင့်ဘူးတဲ့တစ်ဖက်သားကိုနစ်နာတော့အောင်လှုပ်တာမျိုးဟာဒါမှားရွင်းတဲ့လှုပ်တစ်ခုပဲဒါလည်းတတိထားရမယ့်ချက်တစ်ခုပဲနောက်တစ်ခုကိုစဉ်းစားပြီးတော့ကြည့်အောင် ပုတိခတတိတ်တမထေဆိုတာတကူလုံးအနာတွေပေါက်ပြီးတော့ပုတ်ပွားသွားစေထိအောင်ယောဂါအဆိုးရွားသွားခုခေတ်လို့ဆိုရင်တော့ပြောမလားမသိအေးပြားကင်ဆာတို့ဘာကင်ဆာညာကင်ဆာပြောလိုက်မယ်ထမားတကူလုံးအနာတွေအဖုတ်ပိန်ပေါက်ပြီးတော့ယောဂဝေဒနာဖြစ်အယိုးတွေဘာတွေကကိုအကုန်လုံးချူပဲ့အကုန်နဲ့အနေထားမျိုးရောက်သွားအနန္တကိုဘယ်သူမှမကတ်နိုင်လောက်အောင်သူဒုက္ခရောက် ဩယဟနာဖြစ်မဲ့ဘဝကြီးမှာဒီလိုဖြစ်ရ။ဘာကြောင့်လို့ဆိုရင်တန်တရာခྱི་သွားတော့ကသူကအမားတစ်ခုလုပ်ခဲ့တယ်။ငှက်မုတ်ဆိုးဖြစ်စဉ်ကတော့ငှက်မုတ်ဆိုးဆိုတာငှက်တွေကိုထောင်ပြီးတော့ဖမ်းငှက်တွေထောင်ဖမ်းပြီးတော့ငှက်သားတို့ငှက်ကြော်တို့ရောင်းချတာပေါ့။အဲဒီလိုရောင်းချတဲ့အခါမှာသူကအကုန်လုံးတတ်ပြီးရောင်းရမယ်ဆိုဝယ်တဲ့လူရှိအောင်မအောင်။တတ်ထားလို့ရှိရင်လည်းတိတ်ပြီးတော့ကြာရှည်ခံတာမဟုတ်ခုခေတ်လို့ ဟိုရေခဲနဲ့စိန်ထားလို့လည်းရတာမဟုတ်ဘူးဟောရေခဲတစ်တာလည်းရှိတာမဟုတ်ဘူးအဲ့တော့သူဘယ်လိုလုပ်တုံဆိုရင်ငှက်အရှင်တွေကိုခြေတော့တွေချိုးတာတောင်ပန်တွေချိုးမပြန်နိုင်အောင်ဆိုပြီးတော့အဲ့လိုလုပ်တာအဲ့လိုလုပ်ခဲ့တဲ့အကုသိုလ်ကယဟန္တာဖြစ်တဲ့ဘဝတောင်မှာပဲပေါင်ကျိုးတယ်ဒီကုလုံးဒီအနာတွေပေါက်ပြီးတော့ပုတ်ပွားပြီးတော့လူမကတ်ချင်းလောက်အောင်ဖြစ်ခဲ့ရတယ်။ဩ ဒါဘဝတစ်ခုမှာမှားယွင်းခဲ့တဲ့အချက်တစ်ခုပဲပေါ့အေးဒါကြောင့်မို့လို့ဒါနဲ့သတိထားเสียရပဲနောက်တစ်ခါသုပ္ပဗုဒ္ဓဆိုတဲ့လူလူတယောက်ဒါပေမဲ့ဒီလူလူကအနာကြီးယောဂတွေကသူကအမတန်မှဖရတရားတော်နာလိုက်တဲ့အခါမှာသတ္တဗန်နေပါလိဖြစ်သွားထူးခြားတဲ့အသိဉာဏ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သို့သောတကူလုံးအခုပိတ်နေနေအနာကြီးယောဂဆွဲကပ်ပြီး ။ဘာဖြစ်လို့ဒီလိုအနာကြီးယောဂဆွဲကတ်တော့ခုခေတ်လို့ပြောမယ်ဆိုတော့ရှင်တော့အနာကြီးယောဂကုသထာတို့မျိုးရိုးပါတာတို့ပြောချင်းပြောကြမှာပေါ့နော်။ဆွဲမဲ့ဒီလူဟာဘာကြောင့်အနာကြီးယောဂဆွဲကတ်ရတယ်လဲလို့ဆိုလို့ရှင်တခုသောဘဝမှာပိစိကဗုဒ္ဓလေးဆွဆွဲပြီးတော့နှုတ်နဲ့ပြောခဲ့ဘူးလေ။အနုတွေအဝဲတွေလို့ဆဲခဲ့တယ်တဲ့ဟောအနုအဝဲနဲ့ဆဲခဲ့သည့် ကိစ္စကြောင့်မို့လို့သူကဒီဘဝမှာအနူလာဖြစ်တယ်။အင်မတန်မှကြောက်စရာကောင်းတဲ့ဟာတွေနော်။နောက်တစ်ခုကြောက်စရာကောင်းတဲ့ဟာတစ်ခုအမှားအယွင်းဆိုတာဘုန်းကြီးတို့တွေမှာကြုံသွားတတ်တယ်နော်။ဒေါသကြောင့်ဖြစ်စေခန္ဓာကပြောင်းလောင်၍ဖြစ်စေတစ်ခုခုကြောင့်စိတ်ဆိုးမှန်ဆိုးဖြစ်တဲ့အခါကြောင့်ဖြစ်စေလူတွေကမှားရွေးတဲ့အလုပ်တစ်ခုလုပ်မိသွားတတ်တယ် ကြည့်ဖယားလက်တက်ကဇံဘုကာဆိုတဲ့ provide တယောက်ရှိအဲ့ဇံဘုကာဆိုတဲ့ provide ဟာလူတကာကနေပြီးအဲ့အင်္ဂါတိုင်းတို့မကရတိုင်းတို့ကလူတွေကနေပြီးတော့ကိုးကွယ်ကြအမတန်ထင်ကြီးတယ်ဘာဖြစ်လို့လို့ဆိုတော့ तू ကအစာမစားဘူးတဲ့လေကိုစားတယ်အဝတ်မဟုတ်ဘူး तू ပြင်းထန်တဲ့အကျင့်ကိုချင့်တယ်လို့အဲ့လိုနေတယ်လူတွေကသူ့ကိုသိတာ တကယ်အကျင့်ကောင်းရဟန္တာတို့သိကြသို့တော်သူကတကယ်မဟုတ်ဘူးသူစားနေတာဘာလို့ဆိုရင်လူတွေကစွန့်ထားတဲ့မစင်ကိုစားတာနော်လူတွေကစွန့်ထားတဲ့မစင်မှသူကစားဒါလည်းတန်တရားတစ်ခုတော့ကသူကအမှားလုပ်ခဲ့အဝတ်မို့ဘူးဘာလို့ဝတ်မို့တာတော့ဆိုတာလေတန်တရားတော့ကသူကအဝတ်မို့စေတတ်တဲ့အပြစ်ကိုဖြစ်ပေါ်လာစေတဲ့ ပြစ်မှုတစ်ခုကိုသူကျူးလွန်ခဲ့တယ်ပေါ့အရင်တော့ကသူကဘုံကြီးတပါးចောင်းတစ်ចောင်းမှာចောင်းထိုင်နေတယ်ចောင်းနိုင်ဘုံကြီးတပါးပဲအာဂနုတပါးကြွလာတဲ့အခါကျတော့ចောင်းတကာကအဲ့ဒီအာဂနုမြင်လိုက်တဲ့အခါជីညိုတယ်ပေါ့ဒါဘုံကြီးတွေမှာလည်းတတိထားမဲ့ဟာပေါ့အာဂနုကြွလာတော့အာဂနုကိုជីညိုတော့ចောင်းတကာက ဘာလို့တုံးဆိုရင်အာဂနုကသဘင်ရှင်းနေလို့ဆမင်ရိပ်ဖို့ရအတွက်စတ္တာတယ်ပေါ့ခုခေတ်လို့ဆိုရင်သံသာကလူတယောက်ကိုလွတ်လိုက်တယ်ပေါ့အဲ့ဒီအာဂနုကျင်းဖို့ဆိုပြီးတော့ကုပြစ်ကောင်းကောင်းအိမ်ကနေတည်ပြီးတော့ပို့တယ်အာဂနုကိုဂယုတဆိုင်လောက်တာအဲ့လိုအာဂနုကိုဂယုတဆိုင်ဖြူစုတာကိုเจ้าနိုင်ဘုန်းကြီးကမခံနိုင်ဘူး ူ့တဲ့သူ့ကိုတဲ့ပို့ပြီးတော့ကြီးညိုတယ်လို့စိတ်ထဲကထင်နေပေါ့အဲဘုန်းကြီးတွေမှလည်းအဲ့လိုဖြစ်တတ်တယ်အဲ့လိုဖြစ်တာဘာတုံးဆိုအိတ်တာလို့ခေါ်တယ်မနာလို့မရှုစိတ်နဲ့အိတ်တာဖြစ်လာအိတ်တာဖြစ်လာတဲ့အခါကျတော့အဲ့ဒီအာဂန္ဓုရဲ့အာဂန္ဓုကိုဒီကိုမနေအောင်သလုတ်ချင်းအဲ့တော့အာဂန္ဓုကိုသူကဘာပြောတော့ဆိုကိုရောတဲ့ ဒီတခါကပေးတဲ့တင်နှုံးသားနဲ့ခေါင်းရိပ်ခံမဲ့အစားကိုရောခေါင်းကအမွှေးတွေကိုထန်းစေးနဲ့ဆွဲညက်နှုတ်ထားမှခေါင်းသေးတယ်။ဆဲရည်တာပေါ့ဟုတ်ကဲ့လားကိုရောဒီတခါကျွေးတဲ့ဆွမ်းစားမဲ့အစားလူမစင်စားတာခေါင်းသေးတယ်ဟောသွားဆဲတာဘာလို့လို့ဆိုဒီကိုမနေအောင်လို့သူကလုပ်တာဒီတခါပေးတဲ့ ကုတ်ပြစ်ပေါ်အိမ်ပဲစားကိုတော့မြေကြီးပေါ်အိတ်ထားကောင်းနေတယ်ဒီသင်္ကန်းကြီးဝတ်မဲ့အစားတုံးလုံးနေတာကောင်းနေတယ်နဲ့အဲ့ဒီလိုအာဂနုကိုတော့ပြင်ပပြီးတော့ဆဲရည်တယ်ဆဲရည်ုံနေမကဘူးနောက်တည့်ရမနဲ့ကြတော့တကာကနောက်တည့်ရအရှင်ပြအာဂနုပင့်ပြီးတော့ကြွခဲ့ပါလို့မှားထားတာမနဲ့မိုးလင်းတဲ့အခါကျတော့အာဂနုနိုးမစိုးလို့နော် အာဂဏုလို့ပါဆိုလို့တက်ကဲရိုးလေးနဲ့ခေါင်းလောင်းထိုးတဲ့ဆိုတာအာဂဏုကိုမနှိုးပဲနဲ့တိတ်တဆိတ်လေးသူကတကားအိမ်ကြွတော့တကားကအရှင်ဘုရားအာဂဏုမပါဘူးလားလို့ဆိုတကားကြီးရဲ့ကိုတော်တခါတဲ့ဘလောက်ထီအောင်အိတ်နေမှမသိဘူးပေါ့လေခေါင်းလောင်းထိုးတာတောင်မနှိုးဘူးပေါ့အပြစ်ပြောပြီးတဲ့အခါကျတော့ဘုဒ္ဓကကြီးကတော့ ရှင်ဘုရားတဲ့ခྱི་ပန်းလာလို့နေမှာပါဆိုပြီးတော့သူ့ဆွန်နေပါလေကတ်ပြီးတော့ဆွန်တတပိတ်လှူလိုက်တယ်အာဂနု노လို့ရှင်ကျွေးလိုက်ပါဘုရားအဲ့ဒီဆွန်တပိတ်ကိုလည်းပဲလမ်းမှာပဲတုံပစ်ခဲ့တယ်ကြည့်နော်မယွင်းနဲ့လောက်ရတဲ့သူလောက်ခဲ့တယ်တသက်စာလည်းမဟုတ်ဘူးတခဏစာလေးအတွက်သူကမနာလိုတဲ့စိတ်နဲ့မယွင်းနဲ့အလုပ်တွေလုပ်တယ်အဲ့ဒီလုပ်တဲ့အခါကျတော့ ြောင်းပြန်ရောက်တဲ့အခါအာဂနုအိတ်တဲ့အခန်းသွားကြည့်တော့မရှိတော့အဲ့ဒီကြတော့မှ तू ထိတ်ထိတ်ပြန်ပြန်ဖြစ်သွားတယ်ပေါ့ငါရဲ့လူရက်တွေကိုတိတဲ့ပုံကိုဖြစ်နေအဲ့ဒီပုံကရဟန္တာပုံကိုကြီးရဟန္တာပုံကိုကြီးပြမမိသည့်အတွက်ကြောင့်တည်တဲ့အခါကျငရဲကြပြီးတော့အခုနောက်ဆုံးဘဝရောက်တဲ့အခါကျတော့သူကအိမ်မှာမွေးလာမွေးလာတဲ့အချိန်ကလေးကဒီကလေးလေးကနှုတ်တိုက်နှုတ်မဆို့ ဘာစားတော့ဆိုရင်ကိုယ်မစင်ကိုပြန်စားကြည့်နော်ကိုယ်မစင်ကိုပြန်စားလူကြီးတွေကတော့အော်ဒါသူကလေးမုံမတိတတ်လို့ဆိုပြီးတော့နေတာဘာဟုတ်မလဲအတော်လေးကြီးလာတယ်အရွယ်လေးရောက်စကားလေးပါလေးပြောတတ်လမ်းလေးပါလေးရှောက်တတ်လာတဲ့အချိန်မှလည်းထမင်းရဲ့လူဟုတ်ဒီပတိမစားဘူးလူအလစ်မှာမစင်မဲသွားစားကြာတော့မိအမေဖေတွေကသူ့ရဲ့အကျင့်တွေတွေ့လာတဲ့အခါကျတော့ လက်မခံတော့အိမ်ကနေပြီးတော့နှင်ထုတ်တယ်တော်လေးကြီးလာအဲ့တော့နှင်ထုံးတော့အဆိတ်လက်ကားတွေအဝတ်မို့တဲ့ခိုင်းနေရောက်သွားတဲ့အခါအဲ့ဒီမှာသူ့စပင်ကိုထက်သေးစိတ်နဲ့ဆွဲပြီးတော့နှုတ်ခမ်းတာသူပြောခဲ့တဲ့အတိုင်းဟောအဝတ်မို့ရဘူးညကြီးပေါ်မှာအိပ်ရတယ်အဲ့လိုအရင်ကနေပြီးအဆိတ်လက်ကားတွေအဖွဲတွေကညိုရင်းရတယ်ထမင်းစားဖို့ဆုံးခံဖို့သွားတဲ့အခါမှာ သူ့ကိုခေါ်တာမလိုက်ဘူးမလိုက်ဘူးသူကြောက်မှာပဲခြံရင်တယ်အဲ့လိုနဲ့ဘัวမလိုက်တော့လေရလာတဲ့အစာအစာတွေတော့ကျွေးတဲ့ခါသူကလက်မခံမစားဘူးဆိုတော့အေးဒီကိုတော့ဘာစားနေတယ်လဲဆိုပြီးတော့ဆုံးကန်သွားတဲ့အခါတယောက်ကိုချောင်းချိခိုင်းချောင်းချိခိုင်းတဲ့အခါကျတော့သူကဘာလုပ်လဲအများသွားပြီဆိုရင်အိမ်သာဖွင့်ဖွင့်ပြီးတော့ တို့မစင်တွေကိုစားတာတဲ့အဲ့ဒါနဲ့အစိလကတွေကလည်းမစင်စားနဲ့ဆိုတော့မကောင်းတဲ့ရင်ထွက်မှာဆိုလို့သူ့ကိုမောင်းထုတ်လိုက်ကြမောင်းထုတ်လိုက်တဲ့အခါကျတော့လူတွေကမစင်စွန့်တဲ့နေရာကြောက်ဖြာဘေးမှာသွားပြီးသူအဲ့ဒီမှာသွားနေတယ်သွားနေပြီးတော့လူတွေမမြင်တဲ့အခါမှာမစင်တွေစားပြီးတော့မလုပ်လဲဆိုရင်ခြေတော်တစ်ဖက်မြောက်ပါးစားဟပြီးတော့နေတယ်သူဟာလေစားတယ်ပေါ့အစာမစားဘူးလိမ့်လာညတာเนาะ အဲ့ဒါနဲ့သူကဘုံတွေပါလေကြီးလာတာနောက်ပိုင်းကျတော့ဩအစာမစားဘူးလေးစားတယ်ဆိုပြီးတော့ဘုံကြီးလာတကယ်တော့စားတာလူတွေစွန့်နေမစင်ကိုစားနေတယ်နောက်ဆုံးမှာသူကတမ္မာပုဂ္ဂိုလ်မဟုတ်ဘူးယန္တာဖြစ်နိုင်တဲ့အနေအထားရှိတယ်ဒါနဲ့မြတ်စွာဘုရားကြွသွားပြီးတဲ့အခါမှာသူ့ရဲ့လောရတေဖော်ထုတ်ပြီးတော့မြတ်စွာဘုရားတရားဟောတဲ့အခါကျတော့မှ သူဟာအကျွတ်တရားရပြီးယန္တာကြီးဖြစ်သွားတာနော် ကဲဘလောက်ကြောက်စရာကောင်းတော့ယဟနာဖြစ်မဲ့ဘဝတော်မစင်စားရတဲ့ဘဝမျိုးရောက်သွားသေးတယ်။အဲ့ဒါတစ်ချိန်တစ်ခါတော့အမှားလုပ်ခဲ့လို့ပဲ။ဒါကြောင့်တန်လျာခီးသွားတဲ့အခါမှာအမှားမလုပ်မိစေနဲ့။နော်။နောက်တစ်ခုကြည့်ဥက္ခတေနဆိုတဲ့တထေသာရှိဥက္ခတေနရဲ့တထေသာသူတို့ဇနီးမောင်နှံသူဇနီးကတော့ ကကြေတဲ့မျိုးယိုးကကြေတဲ့မျိုးယိုးတပင်တဲ့မျိုးယိုးခေါ်တာပေါ့ခြေတုံးကတော့ဒါမျိုးယိုးရှိတယ်ခုခေတ်ကတော့မဟုတ်ဘူးမျိုးယိုးရဲ့လို့တော့မဟုတ်ကြဘူးဝါသနာပါလို့လုပ်တယ်ဖြစ်လာပေါ့နော်သူကကကြေတဲ့မျိုးယိုးဆိုတော့သူ့အဖေကဆတ်ဆရာသူကကတဲ့မင်းသမီးပေါ့လေခုခေတ်ခေါ်ခေါ်လို့ရှင်နော်အငိမ့်မင်းသမီးဇာမင်းသမီးပေါ့ ဥက္ကတေနာကတော့တထေးသာအဲ့ဒီဇပွဲကြည့်ရင်ကနေပြီးတော့အဲ့ဒီဇမင်းသမီးကိုသဘောကျပြီးတော့သူလဲဇပွဲနောက်လိုက်သွားတထေးသာကတထေးသာလို့မနေပဲနဲ့ရှင်းတော့ခုခေတ်ကတော့အမှုပညာတယ်လို့ခေါ်ပါတယ်ခုခေတ်တော့နှိမ့်ချတာမရှိဘူးရှင်းတော့ကတော့ဒီလိုအမှုပညာတယ်လို့လည်းမခေါ်ဘူးတပင်တယ်လို့ပဲခေါ်တယ်နော် မပါပြေးပါတပင်တယ်လို့ခေါ်ပြီးတော့ဘာခေါ်တော့ဆိုဖက်ခွက်စားလို့ခေါ်နေတယ်အဲစာမင်းသားမင်းသမီးတွေကြားရင်တော့ကြိုက်မှာမဟုတ်ပေါ့ဒါနော်ရှင်းတော့ကအခေါ်အဲ့လိုခေါ်ဖက်ခွက်စားဒူတွေကရှုံချတယ်ပေါ့သူတို့ကပြတာရှိရကြည့်တယ်ဒါပေမဲ့အဲ့ဒီမျိုးရိုးကိုသူတို့ကလူတွေကအထင်မကြီးဘူးထင်မကြီးဘူးတပင်ဒီမျိုးရိုးကိုအထင်မကြီးဘူးအဲဥက္ကဒေနာကတထေသဖြစ်ရတဲ့အတန်းနဲ့ အဲ့ဒီကမင်းသမီးကိုသဘောကျပြီးတော့သူကသူတို့ဆက်ထဲလိုက်သွားတယ်။အဲ့ဒီလိုဖြစ်ရတာဟာဘာကြောင့်လို့ဆိုရင်ဘဝတစ်ခုမှသူကအမှားလုပ်ခဲ့မိတယ်။ဘာလုပ်တုံးဆိုတော့ဇာနာပုဂ္ဂိုလ်ကြီးတစ်ပါးကိုသူတို့ကဇနီးမောင်နှံနှစ်ယောက်ပဲအဲ့ဒီတော့ကနေခီးသွားရင်ကနေပြီးတော့လမ်းမှာယန္တာတစ်ပါးတွေ့တယ်။တွေ့တဲ့အခါကျတော့ယန္တာတစ်ပါးကိုသူတို့ဆုံးကတ်ကြတယ် ဆွန့်ကပ်ပြီးတော့ဆူတောင်းတယ်ပေါ့အရှင်ဘုရားအရှင်ဘုရားသိတဲ့တရားမျိုးဒီကောက်ဖို့ကြောင့်အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုတပည့်တော်တို့သိပြရစေပါလို့ဆူတောင်းလိုက်တဲ့အခါကျတော့ယန္နာပုဂ္ဂိုလ်ကြီးကအနာဂတန်သားညာနဲ့ကြည့်လိုက်တော့ဩသူတို့ဟာငါသိတဲ့တရားတို့တရားမြတ်သိတဲ့ပုဂ္ဂိုလ်တွေဖြစ်မှာပဲဖြစ်တော့မှာပဲလို့ဆိုတာမြင်လို့ယန္နာကသဘောကျပြီးတော့ပြုံးတာ အဲ့ဒါပြုံးတာကိုမြင်ပြီးတော့ခုနကအမျိုးသမီးလှုပ်တဲ့လူကနှုတ်မဆောင်ဘူးလေကြည်ကိုတော်ကြီးကပြုံးတယ်တဲ့သတ္တမားနဲ့တူတယ်ဟောယဟန္တာကိုတော့ပြောတာနော်ကိုတော်ကြီးကပြုံးတယ်သတ္တမားနဲ့တူတယ်လို့ပြောလိုက်တော့ဟိုယောက်ျားလှုပ်တဲ့လူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောလိုက်တော့ဒါကြောင့်မလို့ဩဃသိဏကဟုတ်မှာပေါ့ကွာဆိုလို့တထေးသားဖြစ်အတန်းနဲ့သတ္တမားတော့ဖြစ်ရတယ် ကဲဘဝတစ်ခုမှာအမှားတစ်ခုလုပ်ခဲ့မိပြီဆိုလို့ရှိရင်အမြင့်ကလည်းအနိုင်ကိုဆင်းသွားတာပဲเนาะဒါကြောင့်လို့မေတ္တန်ကြောက်စရာကောင်းတယ်လို့တန်တရားခီးသွားတဲ့နေရာမှာအမှားမဖြစ်စေနဲ့ဒါပြောတာเนาะတခါဇောတိကတို့စတိလာတို့မေနကတို့ဆိုပြီးတော့ရာဇကျုပ်ပြည်မှာအမြဲတမ်းထင်ရှားတဲ့တစ်ထေဇောတိကတက္ကသိုလ်ပြည်မှာအလွန်ထင်ရှားတဲ့တစ်ထေတရားဖြစ်ခဲ့ အဲစတိလကတက္ကသိုလ်ပြည်မှာအလွန်ထင်ရှားတဲ့တထေဇောတိကကရာဇဂျိုပြည်မှာအလွန်ထင်ရှားတဲ့တထေအဲ့ဒီမှာစတိလဟာသူကအခုချိန်မှသာတထေဖြစ်နေပြီမဲ့လို့သူမွေးလာတာဖအေးမပေါ်เนาะဖအေးမပေါ်ဘူးဆိုတာသူကတထေသမီးတထေသမီးတယောက်ကမွေးတာသူ့အမေကတော့တထေတထေသမီးပဲ သို့သောဝိသတ္ထိုနဲ့တိတ်တိတ်ပုံမွေးတဲ့စတိလာကတိတ်တိတ်ပုံမွေးတယ်လို့ဆိုကြတဲ့ကလူမသိရဲတဲ့အခါဒီစတိလာလေးမွေးလာတဲ့အခါမလောက်ခံရတော့လို့ဆိုတတိဖြစ်မဲ့ပုဂ္ဂိုလ်ပဲအိုးတဲ့ထဲ့ပြီးတော့အဲ့ဒါညစ်ထဲမျောခံနော်မွေးပြီတာနဲ့တကြိုင်နဲ့လူမသိသူမသိညစ်ထဲမှာရေအိုးတဲ့ထဲ့ပြီးတော့မျောလိုက်တာ အောက်ကအမျိုးသမီးရေချိုးနေတဲ့အမျိုးသမီးတစ်ယောက်ကဆဲပြီးတော့နောက်တော့သူကအားရရဆိုတာသူကစတိလတထေးဆိုပြီးတော့အဲ့နောက်ဘေးမှာရွှေတောင်ပေါက်တဲ့တထေးကြီးဖြစ်သွားတယ်။အော်တထေးသမီးရဲ့တားဖြစ်ပါရဲ့တန်းနဲ့အိမ်မှာကျွေးမွေးထားခြင်းမခံဘဲနဲ့ရေထဲမှာအမျိုးခံရတယ်ဆိုတာတခုသောဘဝမှာအမားရွေးနေသူလောက်ခဲ့တယ်။ဘာလောက်ခဲ့တုန်းဆိုကသဗ္ဗမြတ်စွာဘုရားရဲ့စေတီတီးနေတဲ့အချိန်မှာ ရဟန္တာတစ်ပါးကလာပြီးတော့တက္ကရာကမတွေကိုနှိုးစော်တယ်စီရီအတွက်ရွှေတွေလိုးနေသေးတယ်ထပ်ပြီးတော့တာဝန်ယူထားတာတွေပြည့်စုံအောင်လှူချဖို့လိုက်ပြီးတော့တိုက်တွန်းတယ်အဲ့ဒီလိုတိုက်တွန်းတဲ့အချိန်မှာဒီစတိလတထေးကအဲ့ဒီတော့ကရွှေပရင်းတဲ့ဖြစ်တယ်သူကလည်းတာဝန်ယူထားတယ်အဲ့ဒီရဟန္တာကြွလာကနေမှမပါလို့တော့ဆိုအင်းကဇနီးနဲ့ရံဖြစ်တာ စကားများရံဖြစ်တာစိတ်ဆိုးနေတဲ့အချိန်ပေါ့နော်အဲ့ဒီစိတ်ဆိုးနေတဲ့အချိန်မှာခொဏကယဟနာကလာပြီးတော့အေးလိုအပ်တဲ့ရွှေတွေကိုဖြည့်ကြလှူကြလို့လာပြီးတော့ပြောတဲ့အခါကျတော့ဘာပြောလိုက်တော့ဆိုတော့ကိုရောတို့ဖရားသာ ရေထဲသာမြှော့ပြလိုက်လို့ပြောလိုက်တာသူကဟုတ်ကဲ့လားစိတ်ဆိုးနေတာကသူအမျိုးသမီးကိုစိတ်ဆိုးတာဘာမှအပြစ်မရှိတဲ့ဖရားသွားပြီးတော့ရေထဲမြှော့ပြလိုက်လို့ပြောတော့ အမျိုးသမီးလုံတဲ့ပုဂ္ဂိုလ်ဟာအရှင်ဘယ်လိုပြောလိုက်တာလဲပေါ့ကျမစိတ်ဆွေးရင်ကျမရိုက်ပေါ့ဘာဖြစ်လို့ဖះကိုသွားပြောတာလို့ဆိုအဲ့ကြရမှာသူတတိယသွားပြီးတော့ရဟန္တာစီခွင့်တောင်းပြီးတော့ဖះကိုရွှေပန်းအိုးကြီးသုံးလုံးလောက်ပြီးတော့သူကဖះကိုကြော့ပြီးဝေချတောင်းပန်ခဲ့ရသို့တော်လည်းဖြစ်လျာဖြစ်လျာဘဝမှာဘယ်တော့မှအိမ်မှာမကြည့်ရဘူးရေထဲမှာအမျောခံရတယ်သူကဒါကြောင့်မို့လို့တန်လျာခရီးမှာ မမရရင်လုံးမိပြီဆိုလို့ရှိရင်အဖြစ်တစ်ခုပေါ်လာတတ်တယ်။အမတန်ကြောက်ဖို့ကောင်းတယ်လို့ပြောတာနော်။ဟောနောက်ဆက်လန်းတစ်ခုကဘာတော့ဆိုလို့ရှိရင်ရဟန်းတော်တစ်ပါးသူ့ဘွေကဘူရင်ကတော့ဒါနပဲ။ရှေ့ကနေပြီးတော့ကွန်တဆိုတဲ့စကားလုံးထည့်လိုက်တဲ့အခါကျတော့ဘာသွားပြီးတော့ရတော့ဆိုလူယုံမှာဒါနဆိုတဲ့အဓိပ္ပာယ်ရ ကွန်ဒဌာနလို့ခေါ်တယ်ပေါ့ကွန်ဒဆိုတာတရုံမှာကြီးပေါ့အဲ့ဒီကိုတော့လေဝကျွေးကဘလောက်ကြောက်เสียကောင်းတော့ဆိုရင်လူဘဝနေတော့ကဘာမှမဖြစ်ဘူးယဟန်ဝတ်လိုက်တဲ့အချိန်ကစပြီးတော့သူ့နောက်မှာပုံရိပ်ပေါ်နေတဲ့အမျိုးသမီးတစ်ယောက်ကအမြဲလိုက်သူကမမြင်ရဘူးပတ်ဝန်းကျင်လူတွေကအကုန်မြင်ရနော် အဲ့ဒီကိုတော်ရဲ့နောက်ကအမျိုးသမီးငယ်တယောက်ကအမြဲတမ်းပါတယ်ဆွန်လောင်းတဲ့တရားတော်ဝါတွေကပြောတယ်ဒါကကိုတော်အတွက်ဒါကကိုတော်ရဲ့ဟိုဓကမအတွက်နဲ့ဆိုပြီးတော့တချို့ကလည်းအဲ့ဒါပြောင်ပြောင်လောင်းလောင်းလုပ်ပြီးတော့လောင်းလိုက်ကြတယ်သူကတော့နားမလည်ဘူးပေါ့သူနောက်ကအမျိုးသမီးတယောက်ပါတာသူလည်းမသိဘူးမြင်လည်းမမြင်ရသို့တော်ပါနေတာကြီးကဟိုးလေးတကြောကြီးယူဒကာကမြင်နေရတယ်ဘယ်လိုမှဖြေရှင်းလို့မရနိုင်တဲ့ပြဿနာကြီးဖြစ်တယ် နောက်ဆုံးမှာဘရင်နန်းတော်ထီအောင်ဒီတရင်ကပေါက်သွားပေါက်သွားတော့ကောသလမင်းကြီးကိုတယ်ဒီရဟန်းတော်တစ်ပါးနောက်ကအမျိုးသမီးတယောက်အများရန်ပါတယ်အเจ้าခန်းနဲ့ဝင်သွားလဲပါသွားတာပဲအများရန်တူတူနေတယ်ဆိုတဲ့အတိတ်ပဲမျိုးပေါ်နေဘေးကလူတွေကတော့ဒါပုံရိပ်ပေါ်တယ်ဆိုပေမဲ့လူကောင်တယ်ကြီးကိုမြင်နေရတာဆိုတော့ဘူးမမယုံဘူးပေါ့နော်အဲ့ဒါနဲ့ဒါတကယ်အဖြစ်ဖြစ်နော်ခင်ဗျားလက်ထက်က အဲကောသလမင်းကြီးကလာပြီးတော့စုံစမ်းတယ်ဟုတ်လားမဟုတ်လားဒီသတင်းတွေကြားတော့လားစုံစမ်းတယ်အဲ့ဒီကိုတော့ပြောလိုက်တော့เจ้าမောင်ကထွက်လာတဲ့အခါသူ့နောက်ကအမျိုးသမီးတယောက်သူကမြင်နေတယ်ဒါနဲ့တက်ကြည့်တော့တက်ကြည့်တော့အဲ့ဒီအမျိုးသမီးမမြင်ရပြန်ကအောက်ပြန်ဆင်းလိုက်ပြန်တော့မြင်မြန်ရောအဲ့ဒါပြောတယ်ကိုရောနောက်ကအမျိုးသမီးတယောက်ရှိနေတယ်ဆိုသူကမရှိပါဘူးတဲ့သူတစ်ခါမှမမြင်ဘူးဒီလိုပဲသူ့ပြောခံနေရတယ်ပေါ့လေသူတယောက်တည်းပါသူဘယ်တော့မှ မျိုးသမီးတယောက်နဲ့တွဲနေတာမရှိပါဘူးလေသူညင်းတယ်ညင်းမိပဲဘယ်လိုမှမရအဲ့ဒီမှာကိုတော်တွေကနေတိုင်ညတန်းညတာစာဒီကိုတော့နောက်ကအမျိုးသမီးတယောက်ပါနေတယ်ဆိုတော့ဩဒုသာသနာတော့နာမည်ပြတ်တော့မှာပဲဆိုပြီးတော့ဘယင်ထီအောင်တိုင်ညတော့ဘယင်ကြီးကိုယ်တိုင်လာဆုံးနန်းတာတဲ့လာဆုံးနန်းတော့ဘယင်ကြီးကလည်းမြင်တယ်နောက်ဆုံးကြတော့ဘယင်ကြီးကအမျိုးမျိုးစမ်း လိုက်ပြီးတော့စူးစမ်းတဲ့အခါတွေးလိုက်ပျောက်သွားလိုက်တွေးလိုက်ပျောက်သွားလိုက်ထွက်မသွားနိုင်အောင်သူကဝိုင်းထားဝိုင်းထားပြီးရှာပြန်တော့လည်းမတွေ့ပြန်အောက်ဆင်ပြီးပြန်ကြည့်ပြန်တော့ဒီအမျိုးသမီးပုံကပေါနေပြန်ရောဟောအဲ့လိုလို့တော့ဘုရင်ကြီးကဒါအကြောင်းတစ်ခုတော့ရှိပါပဲဆိုပြီးဘုရင်ကြီးကဆုံးဖြတ်ပြီးတော့အဲ့ဒီကိုယ်တော်ကိုအရှင်ဘုရားတဲ့ဒီပုံစံနဲ့ဆိုရင်ကိုရောဆုံးလောင်းမဲ့လူရှိမှာမဟုတ်ဘူးတဲ့သူနန်းတော်ပဲကြွပြီးဆုံးစားပါလို့ဆိုပြီးတော့ဒါဘုရင်ကြီးကတော့နားလဲသွားတယ်ပေါ့နော် ကြံတဲ့ရန်တွေကမကျင်တတ်ဘူးအဲ့ဒါလိုဖြစ်တယ်။နောက်ကြတော့မှမြတ်စွာဘုရားကမဟုတ်ဘူးတဲ့အတိတ်ဘဝတုန်းကတန်တရာခရီးသွားတုန်းကသူအမားတစ်ခုလုပ်ခဲ့တယ်။အဲ့ဒီတုန်းကသူကနတ်နတ်သားတယောက်ဖြစ်ခဲ့။နတ်သားတယောက်ဖြစ်တော့အဲ့ဒီချိန်မှာယဟန်တော်နှစ်ပါးဟာညီကိုလိုပဲတိတ်ရင်နေကြတယ်သူတို့နှစ်ပါး။ခီးသွားဒူဒူနေဒူဒူအဲ့အကျင့်ကောင်းအနေထိုင်ကောင်းရမ်းတော်တော်ဒူဒူသွားတာ ဒီကိုရိုနာဗာအများရန်လုံတုံလုံတုံနဲ့ဖူးတွဲဖူးတွဲနေတယ်ပေါ့ဘာမှမဟုတ်ဘူးတက်တက်ဝင်ပြီးတော့အပြောင်းအပြက်လောက်ထားအဲ့ဒီနတ်ကဒီကိုရိုနာဗာဟာဘယ်တော့မှဆိုဖူးတွဲဖူးတွဲလုံနေတယ်ငါကွဲအောင်လုံမယ်ဆိုပြီးတော့ခရီးသွားတဲ့အချိန်မှာရဟန်းတော်တစ်ပါးကကိုရောတဲ့နောက်ဖေးနောက်ဖေးသွားကြလို့ခုခေတ်လို့ပြောရင်တော့ကြားမရေးပေါ့နော်အဲ့ခြုံညားကိုခဏဝင်တယ်ကိုကရောရှင်နာအဆောင် ခြုံညာဝင်ပြီးတော့နောက်ဖေးနောက်ဖေးသွားပြီးပြန်ထွက်လာတဲ့အချိန်မှာအဲ့ဒီလက်ကဘာလို့တုံဆိုအမျိုးသမီးရောင်ဖန်ပြီးပြပြီးတော့သပင်ကိုပြင်ပြီးတော့ထုံနာတော့အဝတ်ပြင်ဝတ်ထားတော့ဘိုးရပါရီပုံစံနဲ့အမျိုးမျိုးတော့ပြတယ်ပေါ့ပုဂ္ဂိုလ်မြင်အောင်ပြလိုက်တာပြတော့ဟုတ်ကတော့လည်းမျက်စိမြင်လိုက်တာတကယ်မြင်လိုက်တာပဲထင်းနေရှားရှားကြီးမြင်တယ်ဒီကိုယ်တော်ကတော့ဘာမှမသိချင် ူကိစ္စပြီးတော့ရှေ့သွားတဲ့အခါကျတော့အနာနာလည်းရောက်ရဟိုကိုရောပြောတာဟာကိုရောဒုတ်တိလာပဲကိုရောအချင်းပြက်ကြီးပဲလူယုံမာကြီးပဲကိုရောနဲ့တူမနေနိုင်ဘူးဆိုပြီး꽌ကြနေရောဟိုကိုရောကလည်းငါဘာမှလည်းမလုပ်ခဲနဲ့ဘာဖြစ်လို့ဒီလိုဆွဆွဲရတာတော့ဆိုပြီးတော့နှစ်ပါးအ꽌သွားအဲ့ဒါတက်တက်ဝင်ပြီးတော့ဟို꽌အောင်ဆိုပြီးတော့ရေးစရာဝင်လုပ်တဲ့သဘောပဲเนาะ အဲ့ဒီနတ်သားဟာတည်သွားတဲ့အခါကျတော့ငရဲကြပြီးတဲ့အခါအခုဒီဂေါရဝမြတ်စွာဘုရားလိုက်တဲ့အခါကျတော့ကွန်ဒဒါနာလာဖြစ်တယ်။လာဖြစ်သည့်အတွက်ကြောင့်သူဟာအရှက်တကွဲအကျိုးနဲ့ဖြစ်နေရ။ဘုရားနေကွဲအောင်လုပ်ခဲ့တယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်ခဲ့တယ်။နောက်ဆုံးကျတော့သူကလည်းမခံနိုင်တော့ဘူး။သူ့ကိုလူယုံမာကြီးလူယုံမာနဲ့ခေါ်တဲ့အခါကျသူကပြန်ပြောလာပြန်ဆဲလာတယ်ဆိုတော့မြတ်စွာဘုရားဆုံးပါတယ်။ဘယ်ဟိုတော့ကလည်း မဟုတ်တဲ့အယူအဆအတွေးခေါ်တွေကြောင့်လို့ဒီလိုဒုက္ခရောက်တယ်အခုလဲယဟန်ကောင်းနေနဲ့ပြန်ပြီးတုံ့ပြန်ပြီးရန်ဖြစ်နေမယ်ဆိုရင်ကြီးတယ်ပိုဆိုးသွားလိမ့်မယ်ဆုံးမဘူးသိခံမို့ရခေါ်တဲ့အခါနောက်ဆုံးကြတော့သူဟာယဟန္တာဖြစ်သွားတဲ့အခါမှာခုနကအမျိုးသမီးပုံရိပ်ကြီးပျောက်သွားတယ်